မြမလက်ရွေးစင်ကစားသမားများနဲ့ကွန်းရပြတနာအားလုံးပဲမင်္ဂလာပါအင်္ဂလာဆိုအကုန်ပြင်းစူပါဖုတ်ဘောအိတ်တင်းမှတင်ဆက်ပေးနေပါတယ်ကွန်းရဆိုတာကတော့မြမလူမျိုး60ရာခိုင်နှုန်းလောက်ကစားကြပါတယ်လူရင်းတူရှင်းနေရာမပြိုးပဲပြောရမယ်ဆိုရင်မြမအသင်းကစားသမားတွေကွန်းစားတဲ့ပြဿနာကိုပြောပြချင်တာပါလူတိုင်းတော့ဟုတ်ချင်မှာဟုတ်ပြီမဲ့ဆိုရှယ်မီဒီယာမှာဆိုရင်လက်ရွေးစင်ကစားသမားကြီးတွေကိုယ်တိုင်ကကွန်းစားထားတဲ့ပုံမျိုးကိုတော့တွေးရှိရပါတယ်အသင်းအောင်မြင်ဖို့ဆိုရင် တခုခုဆို အဖွဲချုပ်အဖွဲချုပ်နဲ့နေတာပဲအကလပ်အသင်းတွေရဲ့ facility အားနည်းတယ်ဘာညာပါတခုပြောပြပါမယ်လက်သက်ကြီးပဲအားကိုးမနေပါနဲ့ကိုယ်တိုင်လည်းနှိမ့်ကြပါဦးဂျန်နာမပြောလို့ဘူးအနည်းဆက်ဆုံးစီးရီးယားနယ်ပွဲကိုပြောပါမယ်မြေသည့်ပွဲတွေမဆိုမြမအသင်းဟာပထမပိုင်းအထိတူတင်ကိုတင်ချီယောင်ချီတင်ကစားနိုင်ပြီးနောက်ပိုင်းမိနစ်60ကျော်လာတာနဲ့ကစားကြလာကကိုယ်ကြီးပေးလိုက်ရတာကြည့်ပါပဲရော်နယ်ဒိုမက်ဆီဘာလို့ဒဏ်ရာအားနည်းလဲအရက်ခွက်နဲ့ပုံဆက်လိုက်နဲ့ပုံ ဘယ်ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာမြင်ဘူးလဲထိုကစားသမားကြီးတွေဆိုတာမဆိုထားနိုင်အောင်ကာနာချိုဒိတ်လာပေါ်လာသူ့ရဲ့ပုံကိုဆိုရှယ်မီဒီယာမှာတင်မိတာတောင်အရန်ဝေဖန်ခံခဲ့ရတာပါအတင်းကလာသာနေလို့ကြီးစုသူပြိတ္တနေပါလို့ဒါတွေလိုအပ်ချက်တွေပြောနေမယ်အစားဘောလုံးကန်တဲ့အလုတ်လုံနေတာဆိုရင်လေပရိုဆန်မို့တော့လိုအပ်ပါတယ်ကျွန်တော်တို့ကပြိတ္တတွေပါဘော်ဒါတို့လောက်တော့မသိဘူးမတက်ဘူးဆိုတာမှန်ပါတယ်ဒါပေမဲ့တိစလောက်တက်တဲ့လောက်ဝေဖန်တိုက်ခိုက်ခြင်းမျိုးမဟုတ်ပဲအကြံပေးခြင်းမျိုးသာဖြစ်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့တွင်မှလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့တဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ